င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။အခုတစ်ခါတင်ဆက်ပေးမှာကတော့ရွှေကောက်ကိုကိုထူထောင်ခဲ့တဲ့ PDF ကစစ်တပ်ရဲ့ကရင်လုံနေဝင်ကြီးဘုံမူးချင်းမင်းကျော်သူနဲ့အတူကြားဖြန့်လုံနေတဲ့တယောက်တွေပါဝင်နိုင်ငံခြားသား346ကိုဖမ်းဆီးပြချက်တိုက်ကုမ္ပဏီထိတ်တန်တောင်းရှင်းသွေးနဲ့တယောက်ကြားဖြန့်တဲ့တွေအလုံးကို PDF ကရွှေ့ပြောင်းပေးတာကင်းပြင်းနဲ့မြောင်းရီမြို့နယ်မှာကြားဖြန့်မြို့တော်ရွှေကုတ်ကုတ်ကိုထူထောင်ခဲ့နေကြသော PDF ကစစ်တမ်းရဲ့ကရင်လုံနယ်ဝင်ကြီးပုံမှုကြီးမင်းကျော်သူနဲ့တူ ကြားပြန်လုံနေတဲ့တရုတ်တွေပါဝင်နိုင်ငံခြားသား346ကိုယမန်နေ့ညနေပိုင်းဖမ်းဆီးပြခဲ့တယ်။ထိုင်းသတင်းထောက်တွေကိုပါခေါ်ယူပြီးစစ်တပ်ရဲနဲ့ဒူဘီဂျက်နိုင်မောင်စောဦးဆောင်တဲ့တပ်ဖွဲ့တွေကရွှေကုတ်ကိုတွင်မှာကြားပြန်လုံနေတဲ့တရုတ်တွေနဲ့နိုင်ငံခြားသား346ကိုဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးကွန်ပျူတာတွေဖုန်းတွေကိုပါဖမ်းဆီးရရှိခဲ့ကြောင်းထိုင်းသတင်းရဲ့ဖော်ပြကြေညာသိရတယ်။ယမနေ့ညပိုင်းရွှေကုတ်ကမှာစအောင်များစုကနေမဲမောင်နေပြီးမိဆက်တန်နေလည်းမကြတော့ကြောင်းထိုင်းတရင်ကဆိုတဲ့ ထိုင်းစွာကမြောက်ရီမြို့ကိုလျှက်စီရေနဲ့အင်တာနက်ဖြတ်တောက်ထားတဲ့ကာလအတွင်းမှာပင်လင်းထိန်တဲ့ရွှေကုတ်ကမှအဆောင်ကြီးတွေမှမိဇက်တန်နေနဲ့မိရဲ့လင်းထိန်မနေတော့ကြောင့်စစ်တပ်ရဲနဲ့ BGF ကကြားဖြန့်လျက်သူတွေကိုနှိမ်နေအစစ်စင်တွေကိုစတင်ခဲ့တဲ့ပထမဆုံးညဖြစ်ကြောင်းထိုင်းတရင်ကဆက်လက်ရေးသားတယ်။ နိုဝင်ဘာလ29ရက်နေ့စက်တက်လာအကန့် BGF နိုင်မောင်စောကကြားဖြတ်နေကိုအပိတက်နေတဲ့နောက်မျိုးထုတ်ဖော်ပြောဆိုခဲ့တော့လေလက်တွေမှာကြားဖြတ်ထူထောင်မှာအဓိကထိုက်တဲ့တာဝန်ရှိတဲ့ရထိုက်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ကြားဖြတ်တဲ့သူတွေကို BGF ကတဲထုတ်သွားမှုမှာမေးခွန်းထုတ်စရာဖြစ်တယ်လို့ကရင်စိတ်တဲ့မြေကဆက်လက်ပြောဆိုတယ်တို့ရရရွှေကုတ်ကုံမှာဆက်လက်လဲပတ်နေတဲ့ကြားဖြန့်ကုမ္ပဏီဆက်ရှိရှိနေပြီးဟောတချို့သောကုမ္ပဏီမှာရွှေကုတ်ကုံမျိုးမှာပြင်ပနေရတဲ့တကူကိုကွန်ပျူတာတွေဖုန်းတွေနဲ့ဆက်ဆက်ပစ္စည်းပြောင်းရွှေ့နေကြကြားဖြန့်မြန်မာလောက်သမိုင်းနဲ့အချိန်ဆက်ရှိအကင်းတဲ့မြေချူကပြောတယ် နိုဝင်ဘာလ16ရက်နေ့ကရင်ပြည်နယ်မြောက်ရွံ့မြို့နယ်ရွှေကုတ်ကုန်းမြို့တွင်မှကြားဖြတ်နေကိုအပိဓာတ်ပြတ်နှိမ့်နေတော့မည်ဖြစ်ကြောင်းရွှေကုတ်ကုန်းမှာကြားဖြတ်တထောင်နဲ့နှစ်ထောင်ကြားရှိကြားဖြတ်နေကိုလုံးဝမထားတော့ပဲအပြက်အပြီးနှိမ့်နေတော့မည်ဖြစ်ကြောင်းထို့သောနိုင်ငံရမှာစစ်တပ်နဲ့ပူးပေါင်းပြီးနိုင်နေမိဖြစ်ကြောင်းအမေရိကန်နဲ့တရုတ်ဖျားရှိလာပြီးမဟုတ်ပဲ BGF ကကြားဖြတ်နေတဲ့အဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေခြင်းဖြစ်ကြောင်း BGF နိုင်မဆောင်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရှေကောကမှာကြားဖြန့်တင်ချီရှိရဲ့ကုကသူကကြားဖြန့်တထောင်နဲ့နှစ်ထောင်ကြားရှိရဲ့ဆိုတော့ဒီလောက်ပဲအဖမ်းပြမဲ့သဘောမျိုးပြောထားတယ်။ရှေကောကိုလည်းမှာကြားဖြန့်မရှိဘူးဆိုရင်တသိန်းကနေတင်ကြားရှိပါတယ်။ရှေကောကိုဒူထောင်သူရှိစီချင်းကိုကြားဖြန့်ငွေလိမ်မှုတွေပါဝင်နိုင်ငံတကာကြားဆွေးမှုတွေနဲ့ထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုနိုဝင်ဘာလ12ရက်နေ့မှာလက်ပြောင်းလိုက်ပြီးအမေရိကန်ကလည်းကြားဖြန့်နေကိုကောက်ွယ်ပေးနေတဲ့ TKPA တပ်ဖွဲ့နဲ့ခေါင်းဆောင်လေးဦးကိုစီးပွားရေးတန်ကပ်ပိတ်ဆို့ကကြားဖြန့်တိုက်ဖြတ်ရေးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။ မြောက်ရီမြို့နယ်မှာကြားဖြန့်စင်တာတွေကိုဗီဂျက်စောချက်သူတကယ်ပြရဲ့ပါဝင်စစ်တပ်နဲ့အစဉ်ပြေသောလမ်းနက်ကိုင်တပ်ဖွဲ့တွေကကြီးကြဲလုကိုင်နေခြင်းဖြစ်ပါတယ်။ရရှိသောချက်လက်တွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တရား၁၈ရုပ်သိမ်းဆောင်ကြောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ကြမ်းတဲ့ပြောဆိုချက်တွေရသိရပါတယ်။နေ့စဉ်စစ်သားတည်ဆုံမှုစင်းတွေကိုထုတ်ပြန်မှာဒေသကာကွယ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ကြမ်းတဲ့ပြောဆိုချက်တွေကိုစူးစီးဖော်ပြခြင်းဖြစ်ပြီးမြေပြင်ခြေနေမှာအမှတ်တကယ်စစ်သားရဲ့တည်ဆုံရှိမှုရှိကိုယ်စင်တည်ပြနာခြင်းမရှိအောင်သိစေရပါတယ်။ ဆလဘီစင်ငိုင်မြင့်နဲ့မှာစစ်တပ်အတူရောင်တရားမှုရွေးကောက်ပွဲဖြစ်များအတွက်ပူပေါင်းပောင်းရင်းနဲ့ပြူစောတင်ကားကိုရှင်ပန်းမိလက်ပစ်ဘုံနဲ့တင်စီရရှင်မလေးတိုင်းစင်ငိုင်မြင့်နဲ့မှာကြံဖက်စစ်တပ်အတူရောင်တရားမှုရွေးကောက်ပွဲဖြစ်များအတွက်ပူပေါင်းပောင်းရင်းနဲ့ပြူစောတင်ကားကိုရှင်ပန်းမိကလက်ပစ်ဘုံနဲ့တင်စီရရှိခဲ့ကြောင်းကြောက်ဆက်ခဲ့မနေ့တိုင်းတက်ကွက်နေတဲ့ကားနေသိရတယ်နိုဝင်ဘာလ16ရက်နေ့မှာစင်ကိုင်မြို့နယ်အတွင်းကြက်ဖက်စစ်တပ်အတွေ့အော်တရားမဝင်ရဲကောက်ပွဲဖြစ်များအတွက်လက်နက်ကင်ပပောက်ပောင်းရင်ပြူစောတိရဲ့လိုက်ပါလိုက်ထွာလာကြည့်တစီကိုတော်လိုက်တဲ့ဖွဲ့ကစောင့်ကြဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ် ထောထောဆောင်ကျုံဖန်စီမှုတွေထောက်လာကြပေါ်လိုက်ပါလာပြူဇော်ဒီငါကိုတော်လိုင်းတစ်ဖွဲကရှင်ဖန်ပြီးခဲ့ပြီး၎င်းတို့ကင်ဆောင်တဲ့လက်ပြဖုန်နေသိမ်းစရာရှိခဲ့တယ်။ရင်းတို့ဖန်စီရမြပြူဇော်ဒီငါကိုမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေလက်ပြပို့ဆောင်လိုက်ပြီးအရေးယူမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။မစောပါဖန်စီမှုကိုကြောက်စဲခဲ့မန်နီတိုင်တက်ခွဲနဲ့ကြောက်စဲခဲ့မန်နီတိုင်တက်ခွဲသုံးနဲ့စင်ခိုင်ပါကပါတို့ကပူပေါင်းလို့ဆောက်ခဲ့ခြင်းဖြစ်ပြီးတော်လဲရဲပေါ်တွေထိခိုက်ပြီးပြန်လဲဆောက်ခွာနိုင်ခဲ့ပါတယ်။ မလားတူဇန်နိုင်လပိုင်းကလည်းနမောင်မျိုးတေလန်ပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေကလမ်းပိုင်းလုံခြုံရေးဆက်ဆင်မှုပြုလုပ်နေစဉ်ရွေကောက်ဘွယ်ကော်မရှင်ကြည်တန်းစင်မောင်မင်းသူကိုလည်းရှင်ဖန်ဆင်နိုင်ခဲ့ကြောင်းထို့သောဖန်ဆင်ရမိခဲ့ရွေကောက်ဘွယ်ကော်မရှင်ကြည်တန်းစင်မောင်မင်းသူထံကရွေကောက်ဘွယ်လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့အစဉ်ချုပ်ကိုတင်ပြရှိခဲ့ပါတယ်။ဆက်လက်ပြီးမြိုင်နဲ့ပေါင်းမြွနဲ့ဆက်မှာစစ်တပ်ကစစ်ကြောင်းတို့မိရှုပ်ပြီးလေနဲ့စက်တိုက်ပေါ်တဲ့နေ့တောင်းနဲ့ချေသောပြည်သူတွေပြေလွတ်အထောက်ပြင်းနေရ မကွေးတိုင်းမြမြနယ်နယ်ပေါင်းမြနယ်ဆံမာကြက်ဖက်စစ်တပ်ကစစ်ကြောတို့မိရှုပ်ပြီးလင်းနေစလိုက်ပေါင်းခြင်းနဲ့တောင်းနေချီတော်ပြည်သူဘေးလောက်အထွတ်ပြေးနေရကြောင်းဒေတာတွင်သတင်းမြင့်နဲ့ဒေတာပြည်သူတွေကပြောတယ်။နိုဝင်ဘာလ16ရက်နေ့ကစတင်ပြီးပေါင်းမြနယ်မြောက်ပိုင်းကိုကြက်ဖက်စစ်တပ်ကစစ်ကြောင်၃ကြောင်နဲ့စစ်ကြောင်ထိုးနေခြင်းကြောင့်ကျေးရ98ရာမှာပြည်သူတောင်း8000နီးပါတောတောင်များတွင်ထွက်ပြေးတင်ဆောင်နေရတယ်။ဒီလိုပါဂျပန်စစ်တပ်စစ်ကြောင်း3ကြောင်ဟာမြိုင်နဲ့ပေါင်းမြွနယ်ဆက်ရှိကြောက်တိုင်ခင်ရွာထန်းပေါရွာနဲ့ခြိုင်ဆောက်စုရွာတွေမှာရောက်ရှိနေကြောင်းထို့ပြင်တဲ့ပင်ရွာနဲ့ ချုံဆောက်စုရွာမှနေကျုပ်လည်းမိရှုဖြက်စီထားကြောင်သိရတယ်။ထို့ပြင်ဂျပန်စစ်တပ်စစ်ကြောင်းတွားရလန်ရှောက်ကိုလည်းနိုဝင်ဘာလ16ရက်နေ့နဲ့18ရက်နေ့တို့မှာစစ်တပ်လေးလေးနဲ့စစ်တိုက်ပုံစံတိုက်ခိုက်နေပြီးပြည်သူ့ချုပ်ထိခိုက်ဒဏ်ရာရှိကနေနေပြက်စီမှုရှိပါတယ်။ထို့ဂျပန်စစ်တပ်စစ်ကြောင်းကအတူပါ24ရက်နေ့ကတန်းတပင်ရွာကိုစစ်တပ်လေးလေးနဲ့ပုံစံတိုက်ခိုက်ခြင်းကြောင့်ကျေးရနေပြည်သူဆုံးတေဆုံးခဲ့ကြောင်းအတူပါ29ရက်နေ့မှာရှားပင်ရွာမိုးကောင်းချောင်းမှာ30ကျော်ရဲ့ကိုရွှေမင်းနဲ့ရိုးကြီးတော်မှာ40ရွာကိုကျော်နိုင်တွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်း ဖလားတူနိုဝင်ဘာလ17ရက်နေ့မှာဝက်ပုတ်ရွာရှိဖုံးတော်ကြီးကျောင်းနေမှာ40ရွယ်မြို့သမီးတုံးနဲ့52နှစ်ရွယ်မြို့သားတုံးတို့ထပ်မံတက်ပြက်ခဲ့ကြောင်းသိရတယ်။ထို့သောစစ်ကြောင်းထုံးနေပြီးတော့ပြည်တင်းဆောင်နေရသူရတဲ့မှာနိုဝင်ဘာလ15ရက်နေ့ညပိုင်းမှာမြန်မြို့နယ်အနောက်ပိုင်းကနေ62နှစ်ရွယ်ဖုံးတော်နိုဝင်ဘာလ16ရက်နေ့ညပိုင်းမှာမြန်မြို့နယ်အနောက်ပိုင်းကနေ60နှစ်ရောက်ပေါတော့နဲ့နိုဝင်ဘာလ18ရက်နေ့မနက်ပိုင်းမှာမြန်မြို့နယ်အနောက်ပိုင်းက62နှစ်ရောက်ပေါတော့အေးမီပြီးတည်ဆောင်းခဲ့ကြောင်းသိရပါဗျာ။ ဆက်လက်ပြီးစားလင်းချင်းမြတဲ့တရားဝန်ပါကမ္ပဏီဝင်တွင်ရေးစစ်တပ်ကိုပြည်ရဲရွှေတိုက်တော်တွင်ပြစ်ခတ်နေပြီးစစ်တပ်ကလည်းပြန်လည်ပြစ်ခတ်နေစကိုင်းတိုင်းစာလင်းချင်းမြို့နယ်လက်ပံတောင်တောင်ကျင်းနီစီမံကိန်းကိုလောက်ကိုင်းတဲ့တက်ဝန်ပါကမ္ပဏီဝင်တွင်ရှိစစ်တပ်ကို PDF တွေကရှော့တိုက်တုံးနေတဲ့ပြစ်ခတ်နေပြီးစစ်တပ်ကလည်းကမ္ပဏီဝင်တွင်မှ PDF တွေကိုပြန်လည်ပြစ်ခတ်နေကြောင်းတော်လိုင်းသတင်းမြင့်နဲ့ဒေသပြည်သူတွေကပြောတယ်။မြန်မာလက်ဆက်ကွဲနေမနက်9:55မိနစ်ခန့်ချိန်ကစတင်ပြီးစာလင်းချင်းမြို့နယ်တက်ဝန်ပါကမ္ပဏီဝင်နဲ့မှတက်ဆွဲထားတဲ့စစ်တပ်ကိုတော်လိုင်းတပ်တွေကရှော့တိုက်တုံးနေဆက်တိုက်ပြစ်ခတ်ခဲ့ကြောင်း ဝမ်ပောင်ဝင်းတွင်ရှိစစ်တပ်ကလည်းလက်နက်ကြီးနဲ့စရိုက်ပြန်လည်ပြစ်ခတ်လျက်ရှိကြောင်းပြန်လည်ပြစ်ခတ်မှုမျိုးဖြစ်နေပြီးပြည်သူတွေမှာအခြေအနေကိုစောင့်ကြည့်နေရပြီးစစ်တပ်ကစစ်ကြောင်းထုတ်လာခြင်းနဲ့လင်းကြောင်းတိုက်ခိုက်မှုဖြစ်ပေါ်လာမျိုးဆိုရင်နေကြပါတယ်တရုတ်ဝမ်ပောင်ကမ္ပဏီဝင်းတွင်တက်ဆွဲထားတဲ့စစ်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင်းစာလင်းချင်းမြို့နယ်တွင်ရှိကြရီမှာပြည်သူတွေထိခိုက်ဒေဆုံးမှုတွေမကြာခဏဖြစ်ပေါ်လေရှိပြီးစစ်တပ်ကစစ်ကြောင်းထုတ်ခြင်းကမ္ပဏီဝင်းတွင်ကိုပြန်လည်ဝင်ရောက်ခြင်းကျေးရီကိုမိရှုပ်ဖြတ်စီခြင်းနဲ့မကြာခဏဆိုသလိုပြုလုပ်လေရှိပါတယ် ထို့ကြောင့်ဒေါ်လန်ဟိတက်တွေကလည်းစစ်တပ်ကတိုင်ကြားတက်ဆွဲထားတဲ့တရားဝင်ပါကံမလီဝင်းတွင်းကိုမကြာခဏဆိုလိုပြစ်ခတ်တိုက်ခိုက်မှုလှုပ်ဆောင်နေရှိတယ်။နိုဝင်ဘာလ17ရက်နေ့ည7:00နာရီကစတင်ပြီးစားလင်းချင်းမြို့နယ်ဝင်ပါကံမလီဝင်းတွင်းတက်ဆွဲထားတဲ့အကြပ်ဖက်စစ်တပ်ကိုဒေါ်လန်ဟိတက်ဖွဲ့တွေကရှော့တိုက်တုံးလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဆလပ်ပြောတော်ပြေးလာကြပြန်ကောင်းဆောင်ပိုင်းနေပြည်ကျဌာနချုပ်မှာအစာအုပ်တည်ဆောင်နေ KK ပတ်နယ်ရွှေကုတ်ကုံမြို့တဲကနေတော်ပြေးလာကြပြန်ကောင်းဆောင်ပိုင်းတရုတ်နိုင်ငံသားတွေဟာကင်းနယ်ကြားဆောင်တဲ့ပြည်ကျဆောင်ချက်ခေါ်ယူလာမှုနဲ့မြရီမြို့နယ် ။တက္ကတိကျေးရွာမှာရောက်ရှိလာနေပြီးအစာအုပ်သစ်တွေထပ်မံတည်ဆောက်လုပ်ဆောင်နေလို့ဒေသတွင်သတင်းမြစ်တွေကပြောတယ်။မြောက်ရီမြို့တောင်ဘက်မှာရှိတဲ့ကင်းနေကြဆောင်တဲ့ဘီဂျက်ထိန်ချုပ်တိုင်းကေကေဘက်စားပြန့်လုပ်ငန်းခွင်နေတဲ့ကိုပြီးခဲ့အောက်တိုဘာလကစပြီးစေကောင်မရှင်တက်ကောင်ဝင်ရောက်ဆင်းနေကြတဲ့နိုင်ငံသားရဲ့ပါဝင်နိုင်ငံသားအများအပြားနဲ့ပြည်တွင်းနေလုံသမားအများအပြားရှောင်ပြေးထွက်ပြေးခဲ့ရပါတယ်။ ဒါအပြင်ဗီဂျက်တင်ကြုံတဲ့များတွေမြေမြောက်ဘက်မှာရှိရေကုတ်ကိုမြတ်တဲ့တဲကိုကြားပြတ်နေနေရှင်နေအကြောင်းပြကစစ်ကောင်ရှင်တန်းတဲ့ PGF တို့ကဝင်ရောက်ရှင်လင်းသွားမယ်ဆိုတာကြောင့်နိုဝင်ဘာလ18ရက်နေ့ညပိုင်းကလေးရေကုတ်ကိုမြတ်တဲ့ကတရုတ်နိုင်ငံသားရင်းနဲ့ပြည်တွင်းနယ်လုံးသမားအများပြားကြိုတင်ရွှေ့ပြောင်းနေရတယ်ရှေကုတ်ကိုမြတ်တဲ့ကြားပြောင်းဝင်ရောက်နေနေသွားမယ်ဆိုတဲ့ပတ်သက်လို့နိုဝင်ဘာလ18ရက်ကခင်းနယ်ကြားဆောင်တဲ့ PGF ခေါင်းဆောင်တက်ဖို့ဖြစ်တဲ့ဘုံမူကြီးစောချစ်သူနဲ့စစ်ကောင်ရှင်တက်တို့ကြားမြောက်ရီမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနှစ်ဖက်အဆင်မပြေမှုတွေဖြစ်ပေါ်ခဲ့လို့ BGF နဲ့နှီးစပ်တဲ့ရှေကုတ်ကိုတင်ပြမြင့်ကဆိုတယ် ကြားဖြန့်ရှင်းလင်းမယ်ဆိုတာကြောင့်ရွှေကုတ်ကမျိုးကကြားဖြန့်ထိပ်ပိုင်းခေါင်းဆောင်ဆိုကြရရွှေကုတ်ကကနေဗီဂျန်အမှတ်နဲ့တက်နေတာနာကြောင့်တေကရေကျေးရဘက်စီရှေ့ပြောက်ထွက်ပြေးနေရရှိတယ်လို့အဲ့ဒီတေကရေကျေးရအတွင်းမှာကြားဖြန့်စီမံကိန်းအတွက်အစာအုပ်တစ်တွေဆက်လက်လုပ်နေရလို့လည်းဒေတာတင်တဲ့မြစ်တွေကပြောတယ်။ ပီကျက်အမှတ်နေတက်နယ်ဌာနချုပ်တေကရက်ဂျေရဲမှာရွှေကုတ်ကထွက်ပြေးတာတယောက်ကြားဖြန့်ခေါင်းဆောင်ပိုင်းနေဖြင့် KK ပတ်တရားထွက်ပြေးလာတဲ့တယောက်ကြားဖြန့်ခေါင်းဆောင်ပိုင်းနေရရှိခလုံးနေကြရလို့သိရတယ်။စစ်ကောင်ရှင်ခေါင်းဆောင်ကပြီးခဲ့ရက်ပိုင်းတွင်သူ့ရဲ့ကရင်မွန်ပြည်နယ်ခေစံတဲ့ကြားဖြန့်နေကိုနှိမ်နှင်းရှင်းလင်းသွားမယ်လို့ပြောဆိုထားပါတယ်။နားဆင်အားပေးကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။